တရမမြောင်ကျောင်းစံထားစီရတော်ဘုရားကြီးရဲ့အလောင်းတော်ကတဘာခီးသွွားမှတ်တမ်းအပိုင်းဇက်ကိုတင်ဆက်ပေးချင်ပါတယ်။ဘုဘူအောင်လည်းပတိစိတ်ပြီလို့ထားလာပြီ။ကျွန်ုပ်ကိုပြောပြတာက ကိုတော်လေးတဲ့ဒီနေ့မိမနဲ့နေတယ်တဲ့။ဘာကြောင့်လဲဆိုတော့လောကီဘမှာတရဖို့စောင်းနေတယ်။ AI ခလက်မန်တန်မန်ဒီယာတို့မှာလီလီနဲ့နဲ့စီကန်တကြအသုံးပြုနေတယ်။အခေယာစလုံးများအကြောင်းဖြစ်ပါလေ။ဘီ33လုံးတရနှလုံးမှာ တလုံးတလုံးသောဘီးတရာတွေရဲ့အနက်အဓိပ္ပာယ်သဘောတရားဖြစ်ပါတယ်။ဘာကြောင့်ဒီအမေးမေးရတယ်လဲဆိုတော့အင်္ဂလိပ်စာကလားစာတွေကိုအင်းကွက်တဲ့တွင်းရင်အကျိုးတရားမှုအလွန်နဲ့ပါတယ်။တက္ကရာစာပေတရုတ်စာပေတွေကိုအင်းကွက်တဲ့တွင်းရင်တော့အင်္ဂလိပ်စလုံးကလားစလုံးထက်တော့အသာပါရင်ဒါပေမဲ့အကျိုးမဖြစ်ပါဘူး။မကရမ်းမှအစင်းတလာတဲ့စကလုံးများကြတော့အင်းနဲ့အိုင်နဲ့တလုံးစီတွင်ရင်အလွန်ကြိုးကြည့်ပါလေ။ဒီလိုအကျိုးရရှိခြင်းဟာ ဘလို့အနှက်သဘောဆောင်နေလဲဘလောက်လေးနဲ့ပါသလဲဒီနေ့ထိတိုင်အခရာတွေရဲ့တလုံးစီတလုံးစီတဲ့အနက်အိပ်ပဲကိုတပိတော်တို့သေချာမသိရသေးပါပုံကိုယ်တွေကိုလည်းဒီမီးကို မေးပါတယ်ပုံကိုယ်တွေကလည်းဒီအင်းကွက်လေးများထဲမှာဒီစလုံးတွေသွင်းယုံတွေအကျိုးကြီးလာဘူးအခရာနဲ့အိပ်ပဲပမာဏနဲ့မသိပါဒီပြဿနာတွေဟာထွက်ရဲ့လောကမှာတည်တင်းတည်ထက်တဲ့သဘောတရားဖြစ်ပါလေတည်ခြင်းလို့အရှင်ဖျားတို့လိုပဋိကတ်ကျွမ်းတဲ့လောကီဘုဒ္ဓရာကျွမ်းတဲ့ပုံကိုယ်တွေထဲ မေးမြန်းရခြင်းဖြစ်ပါတယ်အခုစောစောလျှောက်ထားခြင်းကကြိုတင်စဉ်းစားနိုင်အောင်လျှောက်ထားခြင်းဖြစ်ပါတယ်ကောင်းမီဘူးဘူးဥစဉ်ဖြေနိုင်စွမ်းရှိပါလိမ့်မယ်တာရုပါကိုတော့တာရုတာရုပရိစိတ်ကြစို့ကျွန်တော်တို့လည်းပရိစိတ်ပါလိမ့်နေ7နာရီခွင်မှာပရိပတ်30ရာလို့ခဏနာတပိတ်ထဲမှာလိမ်မော်သည့်ဩဇာသည်၃လုံးစီနှိုက်ယူစားပြီးကိုပြင်ထွက်ကိုလက်တန်ရှင်ရေမိုးချိုး စနစ်နိုင်ခွဲမှာဂူပြန်လာပါတယ်ဂူထဲမှာဖုန်ကြီး၃ပါးဘိုးတော်၆ပါးဘိုးအောင်နဲ့တို့ထားနေတာတွေ့ရပါတယ်ကျွန်တော်လည်းဖုန်းတော်ကြီးတွေကိုဝတ်ပြုလိုက်ပါတယ်မဟာမြိုင်ဆရာတော်ကြီးတို့အဖွဲ့ဖြစ်နေပါတယ်ဘိုးတော်တွေကတော့မသိပါဘူးဒါကြောင့်ဘိုးအောင်ကမိတ်ဆက်ပေးပါတယ်ဒီပုံကိုတွေကလည်းအင်းဝခေပကံခေကထွက်ကြတယ်တဲ့ဘိုးတော်ဝင်းဘိုးတင်မုတ်ဘိုးသက်ရှိဘိုးတော်ရွှေလဝါတဲ့ဘိုးတော်များဘာကိစ္စနဲ့ကြွလာပါသလဲ ကိုတော်လေးကပြီး33တရရှိလုံးရဲ့အနန္တိတ်ပဲဟောပြောမယ်ဆိုတာသိရလို့မဟာမြိုင်ဆရာတော်ကြီးနဲ့လိုက်လာပြီးနိုင်ဖို့လာတာပါမှတ်သားသင့်မှတ်သားထိုင်တာတွေမှတ်ရအောင်ဗရဘိုက်တွေယူလာပါလေကျွန်ုပ်လည်းနေရာမှာထိုင်လိုက်ပြီးအဲ့ဒီမှာဘဘို့အောင်ကကိုတော်လေးတဲ့အခေရတဲ့အကြောင်းဟောပါခင်ဗျာအများအတွက်တပည့်တော်တို့ကတောင်းပန်ပါတယ်ကောင်းပါပြီဘဘို့မှတ်သားကြပြီလို့ဆိုပြီးကျွန်ုပ်ကပြောပါလေကျွန်ုပ်ဟာ နမောတတအစာချီပြီးတော့ဂါရတော်တပုတ်ယုဆိုပါလေနမောတတဘဂဝတော်ရဟတော်တမ္ပါတမ္ပုတ်တတအရဟတော်တထောင်တရာသင်္ချာဆောင်သည်ကြီးကောင်မြင့်မောက်ဘောဓိအောင်၌ပောက်တိစံကျဲ14တောင်အယောင်6ဖြာသရာဒနအလင်မထက်ဒေဝပုဒ္ဒါစသည်တွင်မန်ငါးအင်ကို အောင်မြင်တော်မူပြီးထာတော်အရဟတော်မဟာဗုဒ္ဓဟိစိတ်မြဝေသည် ရွှေညောင်ပင်အောက်ပေါက်တိထူဆန်းပလင်နန်းထက်သင်္ကန်းကိုရောင်တပြောင်ပြောင်နဲ့ဖုံးကောင်ပရာမီငိန်သက်နေတဲ့85နံယုတ်ထား၍နှစ်ပေါင်း10ထွေမြောက်ကွာရည်တော်ကိလေသာဆက်3000ဝတ်ကိုညံမက်ဝရကျင်းစဖုံးရှင်နဲ့ကုနှိတ်ဆုံးမတော်မီပူပြီးတော်အရဟတော်ချူးခတ်ရွက်ဝေလွေချူးနယ်ပင်ချူးပန့်ခွေစင်သည် လင်ယတနာနန်းသိင်္ဂါထမိုက်မြတနာဝိဇာကိုရဟတမတ်ဓာတန်လျင်နဲ့ပယ်ဖြတ်ခုတ်တွင် အောင်မြင်တော်မူပြီးထသောရဟတောစိတ်ွယ်ရ၌ယုံမာညစ်ကြူးမကောင်းမှုကို ပြုခြင်းကထိုက်တော်မူသောရဟတောအဝိဇ္ဇာအစရှိသောတန္တရာဆက်အကန့်သက်ချိုးဖြတ်တော်မူသောအရဟတောကာမောကဘာဝောကဒိဋ္ဌောကအဝိဇ္ဇောကတေဟုသော ၄ပါးဩဃဇဝေမှာနိစ္စမွန်သူ၃ပါးလိုကိုစေယူကဲ့တင်နိဗ္ဗာန်ကိုပို့ဆောင်ကဲ့တင်တော်မူပြီးတော့အရဟတ္တောမြင့်မို့တောင်းလုံးရွှေကုန်းယတနာမြတ်တစားနဲ့မြမနမေပူဇော်ခြင်းကိုခံတော်မူပြီးထိုက်တော်အရဟတ္တောမြမနဲ့လူသုံးပုံသူတို့ကြည်ဖြူတရာလှူဒန်းလာသည်များစွာ ဖြည့်ပြီးအနီးနီးသောပစ္စည်းတို့ကို ခံယူတော်မူထိုက်တော်တံပါတံဘုဒ္ဓတ္တ နေအာယုံသင့်ပွင့်သည်ရွှေကြပရုံမာတို့သစ္စာလေးစုပွင့်တော်မူပြီးသောတမ္မာတမ္ဗုဒ္ဓတာသင်္ခတအသင်္ခတာအပြင်ပြာသော ခသိန်းသော တရားတို့ကိုဆရာမသင်ပဲ့ပြင်သူမရှိမိမိအလိုသာကောင်းစွာအကျွင်းမရှိတည်တော်မူပြီးထသောဘဂဝါတော်ဣဒ္ဓရိယဓမ္မယတ္တ သီရိကာမပရဒတိဆိုသောဖုံးတော်6ပါးနှင့်ပြည့်စုံတော်မူပြီးသောတတတာဒိဋ္ဌတာထိုသို့ဆိုခဲ့ပြီးသောအရဟံအစရှိတဲ့ဂုံတော်အပေါင်းနဲ့ပြည့်စုံသောမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားနမောနမတာရောဗရလာဘကုလကျင်ရှောင်းဂုံတော်အပေါင်းကိုအောက်မိတဲ့အတွက်အသက်နှလုံးစုပိတ်ဖုံးပြီးတော့သုံးတန်စေတနာသုံးဖြာဒွါဒပနာမနဲ့ကြီးစွာတရား ရှိခိုးပါကြီးအရှင်မြတ်ကြီးဖျားဤကဲ့သို့နမောတတကာရာနဲ့အခေယရရဲ့အနတ်ဒိတ်ပဲဖွင့်ဆိုတော်မူသော အရှင်တန်ခလန္ဒမထေမြတ်ရှိခိုးပြီးနောက်နမောဗုဒ္ဓရာတိတ်တီအာအီအီဥဥအေအောအောအန်အာပါဠိရဲ့အနတ်ဒိတ်ပဲကျေဖွင့်ပြီးပထနာပြုပါလေအခေယ၌လိမ္မာတဲ့အခေယကောသလညံဖြစ်စေဖို့နိဗ္ဗာန်ကိုလွယ်ကူစွာရောက်စေဖို့ တင်ပုံးကြီးထီကာကို ဖွင့်ဆိုတဲ့အကြောင်းဘရိညင်စကရက်ကိုပြပြီးအဝိတူရီနီဒန်ဒူရီနီဒန်တန်ဒီကီနီဒန်တို့ကိုနီဒန်သုံးပါးနဲ့ဖွင့်ပြပါလိမ့်အဲ့ဒီနောက်တန်ဝနာနာရီရဲ့အကြောင်းကိုဖွင့်ပြပါလိမ့်ဝနာပြီးတရရှတာဒီကာဂောတာအဂောတာထံကရိုင်းဝန်တို့ကိုပြပြီးတရအကြောင်းများကိုပြပါလိမ့်တရနှဆောင်တို့ရဲ့သဘောထားကိုလည်း တူတူချင်းချင်းနဲ့လိုရင်းမိအောင်ပြသွားပါလေဒီလိုပြသွားပြီးနောက်အခေယာတို့ရဲ့အနတ်အိဗယ်ကိုအချင်းကျဲအရွယ်အလတ်မနှိမ်မပါဟောကျော်ဟောကြားခဲ့ပါလေဒီလိုနဲ့ဘီ33လုံးနတ်အိဗယ်ကိုခေါ်ပြလိုက်တဲ့အခါကြွလာတဲ့ပုံကိုယ်တွေဟာတာတူးခေါ်ပြီးယနေ့ဖို့ရဘီနဲ့ပဲရက်ပြီးနားတော့မနှက်ဖန်ခါကြမှာတရကိုဆက်ဟောပါဗျာကိုတော်လေးတို့လည်းဒိတ်ထန်ရှိသေးတယ် သွားအောင်လို့ပြောပြီးတော့ပြန်ကြွတော့ပါလေပုံကိုယ်တွေပြန်ကြွပြီးတော့ကျွန်တော်နဲ့ဘိုးဘိုးအောင်လို့ဟာဒိတ်ထံပတိဆက်စိတ်ပါလေညာ၁၇နာရီထိုးရင်တနေ့တော့ပတိ108ပဲရလို့ခဏအိတ်တယ်ဘိုးဘိုးအောင်ကထိုင်လျက်ပတိစိတ်တော့ပါပဲ1316ခုနှစ်တပေါင်းလာဆန်6ရက်တနင်္ဂနွေနေ့နံနက်တစ်ချက်တည်းချင်းအိယာမာထပတိပြန်စိတ်တယ်နံနက်6နာရီထိုးပတိပတ်ရ30ရပါလေနားပြီးတော့စိန်နာမှုနိမန္တကြီးရပါတယ်မေတ္တာပို့အများဝေပါလေ ဝူအောင်ဟာအဲ့ဒီချိန်ခါလမ်းလျှောက်ပြီးဒီစိတ်နေရာကတာရုခေါ်ပါလေတာရုခေါ်တဲ့နေရာတတော်လုံးတတော်လုံးညံသွားပါတော့တယ်လက်လက်6နာရီထိုးတော့ဗလီပတ်26ပတ်ရလို့မြေတာဘိုးအမြဝေးစင်တာမူတီမန်တော်ကြီးရော့မျက်နှာသက်ကိုလက်သုံးသိမီနောက်ဂူတဲပြောင်းလာတဲ့အခါဘူဘူအောင်မတွေ့ရတော့ပါဘူးကျွန်ုပ်လည်းပဒီဆက်စိတ်နေပါလေနေ့7နာရီခွဲတော့တပိတ်ထဲမှာဘူးသီးတော်နဲ့ကောင်းကြီးပေါင်းနဲ့ဖွွင့်ဖွင့်ချင်းတွေ့ရလို့အခန့်အသင့် စားလိုက်ပါတယ်။တနေ့တာအာဟာရအတွက်ပြီးသွားပါတယ်။ရေချိုးထုတ်ပြီးပြန်လာပြီးတော့ပရိသေခံစိတ်နေပါတယ်။ည7နာရီဆိုတော့ပရိပတ်ရေ120ရပါတယ်။ခဏနာပြီးအိပ်ပါတယ်။နည်းနည်းနှစ်ချက်ထပ်ဝထပြီးတော့ပရိထက်စိတ်ပါတယ်။ဘဘအောင်မရောက်သေးပါဘူး။ဘယ်တွေသွားလဲမသိပါဘူး။နည်းနည်း6နာရီတော့ပရိပတ်ရေ30ရလို့မြစ်တာဘုအမြော်ဝေစိန်တော်မူနီမန္တန်တော်ကြီးယူပြီးတော့မှတ်တမ်းရေးပါတယ်။ထောင်တော့26ခုနေတပေါင်းလာစ14ရက်တနင်္လာနေ့နက်6နာရီပဒီပတ်30ရာရီဘဘူအောင်ကမတွေ့ရပြီကျွန်တော်လည်းပဒီဆက်စိတ်တယ် ရှေးစရနိုင်တို့တော့ပရိပတ်24ပဲရတယ်ပေါင်းတော့54ပဲဖြစ်နေပါပြီတမိတဲ့ဖွင့်ကြည့်တော့ကောင်းချင်းပေါင်းနဲ့ဖရာကျော်တွေထပ်တွေ့ရပြန်ပါလေစားပြီးတော့အဟာရကိစ္စပြီးလိုက်ပြန်ပါလေရေချိုးထွက်ပြန်လာတဲ့ပရိစိတ်တဲ့နေ3နာရီတော့ဘိုးအောင်ပြန်အောင်လာတယ်ဘိုးအောင်ကပရိလာစိတ်နေပါလေညစရနိုင်တို့တော့ပရိပတ်ရေ82ပဲရတယ်တနေ့တော့ဖို့ပရိပတ်ရေ126ပဲရပြီဖြစ်ပါတယ်ကျွန်တော်အားယူမယ်လို့တော့ဘိုးအောင်ကကိုတော့တဲ့ဒီနေ့မင်းနဲ့တော့တဲ့ တပေါင်းလာပြီနနက်တက်ချက်ဒီမာတဲ့ညီလာခံချစ်ပါမာတဲ့တတိတော်နဲ့ဒီမဟာမြတ်ကိုလိုက်ခဲ့ရမယ်ကောင်းလာပါပြီဘို့ဘို့ကဲလာလာကိုတော်လေးအလောင်းတော်ကသဘာရှိမှာကိုတော်လေးကသူကတော်ငါးချက်63ပတ်စိတ်တတိတော်ကအရဟံကာရ3ပတ်စိတ်ပဲပြီးတော့ညီလာခံကြီးစီသွားကြမယ်ဒီလိုနဲ့ပဲပတိစိတ်လဲပါလေ1314ခုနှစ်တပေါင်းလာပြီနေ3ရက်အင်္ဂါနေ့နနက်တနာတီတီမှာမဟာမြတ်သမီးကြီးစတင်ဖွင့်လက်ကြောင်းဘိုးဘောင်ကကျင်ညာပါတယ် မဟာမြိုင်သဘင်ကြီးလာကသဘင်ကြီးကျင်းမာတဲ့နေရာမှာမဟာမြိုင်များတောင်တန်းကြီးအရှိပတ်ရှိလောကတရဖို့တောင်းထွက်ဧကရာဖရာကြီးမှာဖြစ်ပါလေဖရာကြီးရဲ့တရားအတွင်းခန္ဓာစွာစီရင်ကျင်းမာထားပါလေဂရိပါဖြူအောင်ကဲ့သို့တစ်ဖက်ဖြစ်တောင်းလည်ခင်းနေဖြစ်ပါလေစေနေမြင့်အစိတ်50ရှိပါလေအပေါ်ဆုံးဆင့်ပေါ်မှာပမရလို့သော ရွှေစလုံးကြီးနဲ့ရေးထားတယ်ဖရာလောက်အလင်ခွေရုပ်ပွားတော်ကြီးရှိပါလေဖရာဘုံမှာတော့ထင်းဖြူကြီးတွေအုံမိုးထားပါလေ ရန်ကားစုရှိမှာစိန်ဘန်းခိုင်ပလဲဘန်းခိုင်ရွှေဘိုင်ရန်ကားစုအောက်မှာရှိတဲ့ဒုတိယဆင်မြေပုံကတော့နိုင်ငံကဆရာတော်ကြီး17ပါးတရင်သုံးပါတယ်တတိယဆင်မြေပုံမှာနိုင်ငံကဆရာတော်ကြီး18ပါးတရင်သုံးပါတယ်စတောရဆင်မြေပုံမှာဂိုင်းအုပ်ဂိုင်းတော်ဆရာတော်ကြီး28ပါးတရင်သုံးပါတယ်ပစ္စမဆင်မြေအောက်ဆုံးတက်မှာအဖွဲအသီးသီးတို့ရဲ့ဥက္ခရဆရာတော်ကြီးများ28ပါးတရင်သုံးပါတယ်မြင်းကြီးတက်မှာညီနာသည်ကြီးရဲ့တဝက်လောက်မှာတန်ဃာတော်ပေါ့ပုံကိုအရှင်မြတ်များတထောင်ကျော်လောက်အများကြီးတွေ့ရပါတယ် အရှင်မြမြတော်မှာဘူတော်တွေတွေ့ရတယ်။ဒါပြင်တန်ဃာတော်မြတ်ပဲလည်းပြီးဒူးတို့ရဲ့ရှိပါတယ်။ပုဂ္ဂိုလ်ကြီးမြတော်မှာယောဂီဝင်းနဲ့မေတော်တွေတွေ့ရပါတယ်။ဘူတော်တွေထဲမှာရှေးဆုံးတယ်လည်းမှာတော့ဘူအောင်ပိတ်ဖြူဝဆုံနဲ့ပိတ်ဖြူကိုရွှေမိတ်ချာကဒူးတို့ထိုင်နေပါတယ်။ကျွန်တော်ကတော့ဘူရဲ့ရှင်နာတန်ဃာတော်မြတ်နောက်ဆုံးမှာဘုရားငါးစုပဲမျက်နာမူရထိုင်နေရပါတယ်။အခမ်းအနားမှာအားလုံးဖြူရောင်ခင်းဖြူတွေဖြစ်နေပါတယ်။အလုံးလုံးပေါ်လွင်ပြီးချက်တည်းရှိပါတယ်။ဘဝအောင်ဟာ ထပြီးတော့ဖះငါးစုနဲ့မရိကြီးများတန်ငါတော်များပတ်လှည့်ပြီးတော့အခမ်းအနားဖွင့်ပါတယ်တဲ့မဟာမြတ်ညီလာခဲ့တဲ့ပြည်ကိုကြောက်ရောက်ကြတဲ့နေရာကဆရာတော်ကြီးတွေ၊ဂိုင်းကျုပ်၊ဂိုင်းအုပ်၊ဂိုင်းတော့ဆရာတော်ရှင်မြတ်တွေဘိုးတော်မေတော်ပေါင်းတို့ကဘန္နကပါမှာအမျက်ဆုံးဖះငါးစုဟာအနိကစားတေပူဇော်ကြတော့ကြပြီးမေတ္တာတုတ်တော်အကျယ်ပွားများကြပါစို့လို့ဆိုတာနဲ့ဒီပြိုင်နဲ့နေကစားတဲ့တန်မေတ္တာတန်တွေပဲ့တင်ထက်လာပါလေ။ ဒီလိုကတော့မြစ်တာပွားကြီးမှာအထက်ဒုတိယအစီအမင်းမှာအလဲကောင်ကမထေကြီးကသီလာယူဖို့မိန့်တော်မူပါလေဘိုးတော်မေတော်တို့က၉ပါးသီလာယူပါတယ်ကိုဝါဒီလာယူနေတော့ဘဘအောင်ကပြိဿအလယ်မှာမရရပြီးတန်ခါတော်တွေပဲလောက်ချင်းပြီးတော့အစီအစဉ်တွေကိုရှောက်ထားပါလေ။နမအစီအစဉ်ကနေရကဆရာတော်တွေဩဝါဒပေးဖို့ဒုတိယသဒ္ဒနာတော်ဘယ်ကဲ့သို့တည်တဲ့ခိုင်မြဲစေဖို့ဆောင်ရွက်တင်တယ်လေ။တတိယသဒ္ဒနာထုံးလေးစီပင်ပြပွားရေး သာသနာအရေးဖယ်ရှားရေးကိစ္စတွေဖြစ်ပါလိမ့်။ဒါနဲ့ပဲနိုင်ငံကဆရာတော်ကြီးတွေကဩဝါဒပေးပါလိမ့်။အဲတော့ဒီမဟာမြိုင်မှာတည်င်းသုံးတော်မူတဲ့မဟာမြိုင်ဆရာတော်ဖျားမှုရှိတဲ့တန်ဃာတော်ပါ650။ဘိုးစကြဘိုးတကဘိုးမြတာဘိုးသစ္စာဘိုးနန္ဒာဘိုးဖြူဘိုးသက်ရှိဘိုးဘတ်ဝါဘိုးတေစာဘိုးပေါ့စိဘိုးတပ်ပုတ်ဘိုးစီဘိုးစီဟာဘိုးတေဘိုးခင်ဘိုးမေကောင်ဘိုးဘောင်ဘိုးမင်း ီပုံကိုယ်တွေအမှုရှိတဲ့ပုံကိုယ်ကြီးများအမေနေအမေအမေမုံအမေခင်ထိတ်ထားကြီးထိတ်ဆုမြတ်အမေတင်အမေအေးအမေသူစာမြားလေးခင်တင်တင်ကြီးအီမေရော်တွေအမှုပြုတော်မဲတော်များအားလုံးကိုညီလာခံတက်ရောက်တဲ့သူတွေအများပြားရှိပါတယ်ဒီလိုအတိမတ်ပြုရဖို့ရှောက်ပြီးတော့နေရာကဆရာတော်ဖျားကြီးတွေကအတိမတ်ပြုပါတယ် တတ်တော်2000ကျော်တိတ်ခါတော်2000ကျော်ရှိတဲ့မဟာလယ်ကားကျုပ်စနစ်ပါတော်မှာမဟာတတ်တော်ရှင်ဖြစ်တော်မူတဲ့ရှင်မြတ်ကြီးမိန့်တော်ကိုဦးထိပ်ပင်စီပြီးရှေးဦးစွာဖျားလုံးတော်ဖွားမြင့်တော်မူသည်မှစယခုမျက်မှောက်ခေတ္တအောင်သာသနာတန်ရှင်ရေးပြုလုပ်တော်မူကြခြင်းနဲ့သာသနာပြန်ပွားအောင်ပြုလုပ်ပုံများကိုရှောက်တင်ကြပါလေအစီအဝေးမှာ1316ခုနှစ်တပေါင်းလာပြည့်ကျော်တရက်ပုဒ်ကူးနေ့နနက်နေဝေးတော်ချိန်မှာဤလာခဲ့သမင်ကြီးပီစီအောင်မီလို့ကျွန်တော်တို့လည်းပြန်လာပါလေ လောကတ္တကိုရတော့ခါကျွန်ုပ်ကပူပိုးတဲ့မနေ့ကဥစဉ်ပြန်တော့မယ်ဒိဋ္ဌိရက်ပြီးတော့လို့ပြန်မလာဟုတ်ပါတယ်ပူပိုးဒီကနေ့ဒိဋ္ဌိရက်စီပါတယ်လို့ပြောလိုက်ပါလေကောင်းမကြီးဥစဉ်ရင်နောက်ချိန်ခါသုံးသုံးချားလူလူပဲပြေးပြေးဟောဒီအင်းမန်နဲ့ဂါရာစာလီပါတဲ့ပေးစာပေးလိုက်မယ်ကောင်းမီပူပိုးအင်းမန်ဝမ်းမြောက်ပါတယ်နမမြန်သွားတဲ့ခါမှာအထူးသတိထားသွားပါတော့တဲ့သတိဆိုတာပိုးတယ်မရှိဘူးလိုးတယ်သာရှိတယ် အတနိုင်ဆုံးလဲသိခံပါတဲ့ဘသူတစ္ဆာပြပြမိမိကမပြတ်ဖို့အရေးကြီးတယ်ဒီလိုလမ်းကြီးလိုက်တဲ့လူပေါင်းဟာမင်းရဲ့အန်ဒီရဲနဲ့အနေနဲ့အများတွေ့ရတယ်မင်းရဲ့အန်ဒီရဲနဲ့တွေ့တဲ့ခါမှလည်းသတိရှိရှိနဲ့ရင်ဆိုင်ပါဒေါသကိုချုပ်တီးပါစိတ်လိုက်မပါမလုပ်နဲ့ကိုကြောက်မှုနောက်ဆုံးငဲလာရတယ်မင်းဆိုးရစာဆိုတဲ့မင်းချင်းများကလှုပ်ချင်းတယ်လို့လုပ်ပြီးမှသိကြတာသူတို့ကတီးတဲ့ရှင်ကြလက်လုံကုန်ပြီးရှင်နိုင်မကင်နိုင်ဖြစ်ကြရရှာတယ် ဒါပေမဲ့အပြစ်ကတော့အပြစ်ပဲဒါတွေသိလို့ဖမိုးကတော့မင်းဖြစ်ကိုမလို့ချင်ပဲပယ်လာခဲ့တယ်အတက်နိုင်ဆုံးရှောင်းတော်ကလူဒီလန်ရောက်ခဲ့တယ်ကိုတော်လေးလည်းမင်းဖြစ်ကိုဘတော်မှဆုမတောင်းနဲ့ဒါနန်တခုအောင်မြင်သွားရင်ဒီမင်းဖြစ်ကလွတ်လွတ်ကူကူရသွားတာပဲကိုမလွဲတာလို့ရတဲ့ခါမှာတရားဆုံးရှောင်းတဲ့လူဖြစ်တာဆုတောင်းပါနောက်တစ်ခုမှကျွန်တော်မမေးပဲနဲ့မပြောပါနဲ့မေးတာတော့ပြောသင့်မှာပြောဘယ်နေရာဖြစ်ဖြစ်မသိချင်အောင်မတက်ချင်အောင်သာဆောင်းပါမလွဲမရှောင်တာမှ ကိုတိထားတက်ထားတာကိုအသုံးချပါကာလကကောင်းတာမဟုတ်ဘူးကောင်းလာပါပြီဘဘဘဘဆုံးမမြဥထက်ရလိုက်နာပါမယ်ကိုတော်လေးသွားလိုက်အောင်မင်းတော့ဆိုပြီးပျောက်သွားပါတော့လေကျွန်တော်တယောက်တည်းလှိုင်းကူမြတ်ထဲမှာကျင်းရစ်ပါလေဘဘပြောတာအားလုံးမသားလိုက်ပြီးအဋိဌပတိသူကတော်ငားချက်ဆက်စိတ်ပါလေဒီစနေပတ်ရတော့လမ်းလျှောက်စိတ်တွေထိုင်စိတ်လိုက်ရှောင်းစိတ်လိုက်နဲ့ဗတိပတ်23ပတ်ရတဲ့ကနိုင်ကြီးတော့17နိုင်ခွဲပါလေ သမီးတဲမှာဩဇာတင်ပြောသည်နှလုံးစီယူစားပြီးရေချိုးသွားရေချိုးပြီးနောက်လမ်းလျှောက်ပတိစိတ်ဆင်းနှပြရတဲ့ခါလမ်းထိုင်းနဲ့သင်းပိုင်ချောက်လို့ဂူမြကြီးတဲ့ဝင်ညကမဲရတာနဲ့ခဏအိတ်လိုက်ပါလေအဲ့ရမှာလိုးလို့နိုင်ကြည့်တော့အိုးမနေ့6ညနေ6နာရီတော့ထိုးနေပါပြီကြပြကြရထမျက်နှာသပြီးပတိစိတ်စိတ်တဲ့ထိုင်းလျက်ရှောင်းရက်နဲ့စိတ်တာပတိပတ်36ပဲရတော့နိုင်ကြည့်လိုက်တယ်ညာ7နာရီထိုးပါပြီ55ရက်ဒိဋ္ဌံပတိအားလုံးပြောပြီးလို့ဒိဋ္ဌံချပြီး ဒိဋ္ဌံကုသိုလ်အဖို့များကို32ပုံနဲ့တားတဲ့ကိုအမျှဝေတော့တတော်လုံးတတော်လုံးပဲ့တင်ထအောင်သာဓုခေါ်တယ်ကြားပါလေ။တာဓုခေါ်တယ်9မိနစ်လောက်ကြောင်ကြားနေရတော့အတန်လေးပြီးတဲ့အခါကိုလူထားတဲ့နှစ်ထပ်သင်္ကန်းကြီးခါပြီးပြန်တည်တည်သက်ဖြောင်းချုပ်ပြီးပြီးကိုရောမြကြီးရှိမှပရိယျ်ဖျားရှိကိုဂါရာတရားကျော်ကိုအာရအောင်ရှိကို928တွေမေတ္တာပို့ကောင်းမှုတွေကိုအမျှဝေပြီးနိုင်ကြီးတော့နနက်6နိုင်ထိုးနေပါပြီ။ အာရစွာကတော်ပြီးနောက်လက်ကြည့်တော့လူတယောက်ကိုတွေ့ရပါတယ်အသိမသူလဲပြီးတော့ဤတောင်ဆောင်နဲ့ပါတယ်ဒီနေ့ကတပိတော့အရှင်မြတ်ကိုပြန်မမိပြန်တောင်းမှန်ပါတယ်ဆိုပြီးငိုပါတယ်ဘာဖြစ်လို့ငိုတာလဲပြီးတော့အရှင်ဖျားဒီနေ့ပြန်သွားမှာဆိုတော့တပိတော်တို့ဝမ်းလဲလို့လို့ပါတယ်ကျွန်ုပ်ကတရားဟောပြီးနှစ်သိမ့်ပါတယ်ကျွန်ုပ်ကလည်းလောင်းတို့ကသဘာကိုတော်ကြီးနဲ့ခွဲရမှာဘို့စိတ်ထက်ကမကောင်းဖြစ်နေချင်းစိတ်ကိုထိန်းချုပ်ထားရတယ် အဲ့ဒီကနက်ကလာလို့ပိုးအစိမ့်မကောင်းဖြစ်ရတယ်စိတ်ကိုအာတမီကိုရောမြေကြီးကိုဆူတောင်းကြတော့ပြီးပေါက်ပွင့်လာတယ်အဲ့ဒီခိုင်ဝင်းကနေဖြစ်လို့ကိုရောမြေကြီးပဲလက်ကြည့်တဲ့အခါရောင်ကြီးတော်မှာလောင်းတော်ကတူပါကိုရောမြေကြီးဦးကောင်းတော်မှာတစ်ဖက်ဖြစ်ဖြစ်နေပါတယ်အပေါက်ကနေမထွက်နိုင်ပဲရောင်ကြီးတော်ကိုအားရအောင်လှုပ်ချီဖူးနေပါတယ်ရောင်ကြီးတော်ကဦးကောင်းတော်မှာရင်ပတ်တော်ရင်ပတ်တော်ကညာလက်တော်ညာလက်တော်မှာဘယ်လက်တော်ဘယ်လက်တော်မှာဝမ်းပေါင်းခြေတလုံးခြေပြားတော်မြန်နေအောင်အစင်လျှောက်ပြီးလူလာပြန်ပြီးတော့ခောက်လို့ပါတယ် ကျွန်တော်လည်းဖူးမွားဖြစ်နေတယ်လင်းရောင်ကြီးတော့ဟာအစိမ်းရောင်တိုင်းဖြူရောင်တိုင်းဖြစ်နေပါလေမင်းညုံကဲ့သို့တစ်ဖက်ဖက်နဲ့တောက်ပါနေပါလေနောက်ဆုံးခြေဖြားတော့ရမပျောက်သွားပါလေလာအောင်မလားစောင့်ကြည့်နေတယ်မလာတော့မှအပေါ်ဝါပဲထွက်လာတယ်အပေါ်ဝါလို့ရောက်လဲရက်လိုက်ရောအော်မီအော်မီအော်မီဆိုတဲ့အတန်ကျဲကြီးသုံးကုန်အော်တန်ကြတော့ကျွန်တော်စက်သိန်းနေတော့ထားသွားပါလေခြေတော်လေးနောက်ဆုံးနောက်ဆုံးနဲ့အလောင်းတော်ကဲ့သို့ပါကြီးကိုကိုညှို့ပြီးထွက်လာရအပေါ်ဝါလည်းရောက်ရော ပဝန်းကြီးတခုလုံးရုတ်တရက်ဖာမှိုက်သွားပြီးကြောက်တကားကြီးဟာဂျိန်းငနေရီဟီဟီပိတ်သွားပါတော့တယ်ကျွန်ုပ်လည်းအလွန်တုန်လှုပ်သွားပါတယ်အပေါင်းမတစ်ဖက်ဦးသုံးချိန်ချလက်အုပ်ချီနောက်ဆုံးနောက်ဆုံးလာပြီးလေကားချိန်ကြမှာကြောပေးတက်လာပါတော့တယ်အပေါရောက်ပြန်တော့လည်းလောင်းတော့ကသဘာဘူးတို့ကြီးကိုအားရစွာရှ िख ိုးပြီးလွန်းလွန်းဆူဆူနဲ့ပြန်လာပါတယ်လောင်းတော့ကတမနာမှာမြောင်းဦးတရားလေးကြော်ပြီးနိုင်ကြည့်တော့အခါ1316ခုနှစ်တပေါင်းလာပြေကြော် နှစ်ရက်ကြာသာဝတ်ဒီနေ့နဲ့၈နှစ်အချိန်စစ်ထဲတမျိုးတမီခန်းစားချက်ဖြစ်နေပါတယ်ဘိုးတော်တွေအရှင်သူမြတ်တွေနဲ့ခွဲလိုက်ရခြင်းအလောင်းတော်ကတပကြီးနဲ့ခွဲလိုက်ရခြင်းစိတ်အားငယ်ပြီးပြန်လာပါတယ်မျိုးစုံကစိုးတန်ကြီးတခုဂီးကင်းနဲ့ကြတော့ထိတ်ကနေဖြစ်ပြီးတတိဝင်နဲ့ကပလီစိတ်ပြီးဟူဒီဒီလှမ်းကြည့်ပါတယ်ဖះအနီရေမြောင်းတစ်ခုကြောကနီးပါစင်တယ်လိုလိုကြားလို့တမင်ကြီးတမင်ကိုကာဝေးယူပြီးခြေနေကြည့်နေပါတယ်တဖြည်းဖြည်းတောဆင်းရဲ့အုပ်ကြီးတွေတောင်ပေါ်မှာတက်လာပါတယ် ကျွန်ုပ်လည်းမမြင်ရောတစ်ဖက်မှာလှည့်ကပ်နေပါတယ်စင်နေပြီးတော့နောက်ဘက်မှာလှည့်ကပ်ပြီးကြည့်နေတယ်စင်ဦးကြီးဟာကျွန်ုပ်နဲ့ဂိုင်း90กว่าလောက်ကတွားနေတယ်တွေ့ရပါတယ်စင်ကောင်20လောက်ရှိပါတယ်စင်နေမမြင်ရောအော်တော့မှရေမျောစီရှောက်လာပြီးဖြစ်ပါတယ်ဘိုးဘိုးမင်းကပြောတဲ့စကားတွေကြားရုံမိတဲ့အတွက်တတိအထူးထားပြီးပတိစိတ်လမ်းလျှောက်ပါတယ်တတော်လေးရှောက်မိတဲ့အခါတရှဲရှဲနဲ့တန်နေတောင်ပေါ်မှာကြားပြပါလေ။နီးရအသစ်ပင်တွေကိုအကာအကွယ်ယူပြီးအခြေအနေကိုကြည့်တော့ ရှဲရှဲအတန်နေနေတဲ့ထက်နေလာပြီးဂီလူဆိုင်ကြည့်တော့ပေါင်လုံးလောက်ရှိတဲ့မွေကြီးတော့မပြင်းထောင်ထောင်နဲ့လာနေရပါလေကျွန်တော်ကမမြင်အောင်အကာအကွယ်ယူရပါတယ်အဲ့ဒီမှာနောက်မွေတကောင်ပါပါတယ်မွေတကောင်ကကျွန်တော်ကတဲ့တစ်ပင်ကြီးဘက်ကိုကောင်းလှဲ့ကြည့်ပြီးမသိငါသလိုလှုပ်နေပါတယ်ကျွန်တော်ကထိတ်ကနေပြီးခြေနေကိုစောင့်ကြည့်ပြီးပြေးဖို့တော့ဟန်ပြထားပါတယ်အော်နောက်မှကိုအောင်မြင်ခဲ့တဲ့အဋ္ဌထံကိုအမှတ်ရပြီးကျွန်ုပ်ဒီ45ရက်ဒိဋ္ဌာအောင်မြင်ခဲ့ရုံမှန်ရင် ENDM လုတ်ကင်းပါစေ ဲ့ဒီခိုက်မွေဒီနောက်ကနေဖုံတွေထလာပြီးလေပြင်းတိုက်လာပါလေမွေကြီးတွေလည်းထွက်ပြေးသွားပါလေမွေတွေပျောက်ကွယ်သွားမှဆက်လာရရှင်မျောတမျောတွေ့ပြန်လို့ဖြတ်ကျော်လာရပြန်ပါလေဒီလိုနဲ့ပတိစိတ်လိုက်နဲ့ရှောက်လာနေတော့တတိရလာပါလေငါပြန်ကိုအုတ်တဆောင်တဲ့လက်တွေကလက်ဆိုးတွေကနှောက်ရက်မဲလို့ချိန်ဝါသွားတယ်อืมငါမှဘာလက်နဲ့မှမပါဘူးငါအဋ္ဌံလက်နဲ့ပဲပါတယ်အဋ္ဌံပြီးလက်နဲ့သုံးမှသူတို့ရဲ့နေရာကလွတ်မယ်လို့ဒိဋ္ဌံလိုက်ပါလေ ကျွန်ုပ်ဒီ45ရာအောင်မြင်ခဲ့ပြီးသောဒိဋ္ဌံကြည်သည်မိမိအတွက်ထွက်လန်းကိုရည်စူးရသော၎င်းခொနည်းသောသမီးများဘေးဒုက္ခမှကယ်တင်လို့ရသော၎င်းနိဗ္ဗာန်မှာကိုရည်စူးရသော၎င်းကျင့်ကြံပွားများအားထုတ်ခဲ့ရုံမှန်ပါသည်ဘီရင်သည့်တရားဝါကိုမှနှင်းပန်းနှိပ်စက်လို့၍အားထုတ်ခြင်းမဟုတ်ပေမိမိရရှိတဲ့ဒီဝါအနာနဲ့ဘီရင်သည့်တရားဝါကိုမှဖိနှိပ်ချုပ်ချယ်လို့မဟုတ်ပေဤသစ္စာမှန်ကန်ပါက အခုနောက်ဆက်ပေးနေတဲ့ရန်ပေါင်းမှာဘေးအနီးရရှိပဲလွမြောက်ရပါလို့ဤရှင်ဖျားလို့လောင်းတော့ကတပါရှိရပဲလောက်လက်လောက်ချီသစ္စာတိတ်ထံပြုလိုက်ပါလေအဲ့ဒီခဏမှာတတော်တတော်လုံးမြည်ဟီးတန်ကြီးတွေပေါ်လာပြီးအခိုးနေရလေကောင်းငင်ရန်တက်သွားပါလေကျွန်တော်လည်းဆက်လန်းလျှောက်လာပါလေတတိယရေမြောင်းလာရောက်လာပါလေရေမြောင်းနဲ့ကိုလက်တန်းစီမီရေမြောင်းကိုဖျက်ကျော်လာပါလေနည်းနည်းမြင့်တဲ့တောင်းတက်လေးပေါ်တက်လာပါလေ အဲ့တောင်တလေးမှာအစင်းမှာအသက်40ရွယ်မိန်းမနှစ်ယောက်နဲ့ဆက်ရှင်20မိန်းကလေးတယောက်ထင်းစီကြီးနဲ့တွေ့ရပါတယ်။မိန်းမကြီးနှစ်ယောက်ကမိန်းကလေးကိုနှာနှက်ပေးနေတယ်၊ရမက်ဖိပေးနေတယ်၊ပြပြကလေးပြုစုနေတယ်။ဒီမြင်ကွင်းကြည့်ပြီးစဉ်းစားမိတယ်။ဒီလောက်နဲ့တဲ့လူမနီးတဲ့တော်ကြီးတဲ့မှာဒီမိန်းမတော်ယောက်ကထင်းခုတ်လာတယ်။နောက်ပြီးဒီမိန်းကလေးတက်နေလို့ပြုစုနေတယ်စဉ်းစားစရာပဲ။ဘာဖြစ်ဖြစ်လဲငါသတိထားရမယ်ဆိုပြီးရှောက်လာပါတယ်။သူတို့နောက်ရောက်တော့မိန်းမတယောက်ကကိုရောဖေကကေပေါင်းဖေကပြုစုစီလို့သွေးစီလို့ပိုင်တိုက်ပိုက်ပါလိမ့်မေးပါဖေရတယ်။ ကျွန်ုပ်လည်းအသာရလက်ကြည့်လိုက်ပါတယ်သုံးရလုံးကဥပရိယုတ်လည်းကောင်းတယ်ချော်တယ်ကောင်းမလေးကတော့မေ့မျောနေတယ်ဒီမျိုးသမီးတယောက်ကလည်းတန်အားသူ့အသက်ရွယ်နဲ့မလိုက်အောင်အောင်ချော်တယ်အသားတွေကနီးတယ်မျိုးလုံးစုံကလည်းကြည်လင်းတယ်မျက်တော်သိမခတ်တန်တော့လူမဟုတ်ဘူးဒါပေမဲ့သူတို့မကူညီငါရမ်းရကြမယ်ကူညီတာလည်းကြရောသူတို့ဘာသဘောတရားလဲငါသိရရောဘို့ဆိုပြီးမဆုဆောင်နောက်ပိုင်းမှာဆောက်ရွက်ကိုတရဏဂုံအင်းလေးချပြီးလက်နဲ့ဆုပ်လုံးပြီးကဲကဲဆုပ်ဘူးလုံးလေး ဒီစေးလုံးလေးပါဇက်ရောက်ခေါ်လိုက်ပါဇက်ထဲရောက်သတိရလိုက်မယ်ပြောပြီးမိမတယောက်ပြေးတာပါလေမိမကလဝါနဲ့ခံပါတယ်သူ့လဝါနဲ့ချိန်တဲ့ပြန်နဲ့အေးဆက်ကူလုံးဟာသူ့မလဝါကိုမှခုံပြီးပလက်လဲနေတဲ့မိန်ကလေးရင်ဘက်ပေါ်ကြာပါလေအဲ့ဒီမိန်ကလေးကပူတယ်ပူတယ်ဆိုပြီးထပြီးပါလေဒီမိမကြီးမြောက်လဲထပြီးပါလေငါဆန်းကြတာပဲတွေးပြီးတော့ခီးဆက်ပါလေချောင်းမကြီးရောက်လာပါလေနိုင်ကြီးတော့စင်နိုင်ဝဲပါလေဒီကနေ့တော့ငါအာဟာရဖြစ်တင်ဖို့တော့လွယ်မှာမဟုတ်တော့ဘူး အေးလေးမစားရမဲ့တူတူမနာပဲခေးဆက်တာကောင်းပါတယ်ဆိုပြီးချောင်းမကြီးမှာဆက်လာပါလေပြာပုံတော်ရောက်ပါတယ်ပြာပုံတော်တက်တယ်ပြာပုံတော်ကအကိုတွေတက်လာပါလေပဒီစိတ်လိုက်တပတ်ပြီးလေမေတ္တာတော်ယူလိုက်နဲ့လာလိုက်တာမေဖြူနဲ့စင်လာရောက်ပါတယ်ကျွန်တော်စိတ်တယ်อืมအလားလုံးကဒီနားမှာမေဖြူနဲ့တွေ့ခဲ့တာပဲအခုတော့သူရှိမှရှိပါမလားမသိဘူးသူမေတ္တာပို့မှာဆိုပြီးသူမနဲ့စင်ကြည့်မေတ္တာပို့လိုက်ပါလေ ညနာပိုးနေတော့ကျွန်တော်ရဲ့နောက်ကနေရှိပါတယ်ဗျာလေးစားရှိတယ်လည်းမနက်ပိုင်းကခီးသွားနေတော့ပါတယ်ပြောတဲ့ကြာလို့လက်ကြည့်တော့လုံးကြီးအင်းကြီးအပြာမျိုးရောင်းတဲ့ main clip တယောက်တွေ့ရပါတယ်ဒီ main clip ကသခင်မကအပိတ်ခိုင်းတာပါဗျာကြောက်တော်မူပါဆိုလို့ကျွန်တော်လည်းနောက်ကလိုက်တော့ပါတယ်ဘယ်ဖြူကသူ့နဲ့နဲ့ပေါက်ပေါက်မှဂျုံနေပါတယ်တကူလုံးရွှေရောင်မင်းသမီးတို့ကိုထားပါတယ်ကြော်ရှင်းနေပါတယ်ဘယ်ပြွာရှိရလဲလမ်းပြပင့်တော့ကပလာရီရောက်ခင်းတော့တဲ့တမမောထိုင်ခိုင်းလေကျွန်တော်ကထိုင်လင်ထိုင်ကြီး တော့ကြောင်းတော့အရွှေကြီးယူလာပြီးကတ်တယ်သူမကိုယ်တိုင်ဖူးပေးပြီးဖုံးဖို့လျှောက်ထားတယ်ကျွန်ုပ်ကနေပြီအကင်းမတဲ့မေယူကနေရှိပါသေးတယ်ဗျာဒီအချိန်မြတ်ကရိယာတွေကနေနဲ့မကိုက်ပါဗျာဖုံးမေးပါလို့လျှောက်လို့စွန့်စားရတယ်စိုးဟင်းကပြော့ပြော့ပြင်းပြောင်းဟင်းကလည်းပင်ဟင်းကျိုးငပိတဲ့ဘူးကျော်ပရားကျော်ညုတ်တိစိမ့်ထောက်မိုးမြောင်ညုတ်တိလေးတွေပါစားကလည်းခွက်ကလေးနဲ့ထည့်ထားပါလေရုံးခွက်လေးတွေပါ ျွန်တော်ကတသက်လွတ်တာစားလို့တသက်လွတ်အစာများတာစားပါလေစားပြီးတော့အုပ်ကြီးကိုခလီမလေးတယောက်သိမ်းယူပါတယ်ဘယ်ဖြူကနှီးနဲ့ရေကပ်ပြီးတောက်ပြီးပြန်ပေးလိုက်ပါတယ်ပုံပေးရတာတင်းမြတ်ပါသလားတဲ့တင်းမြတ်ပါတယ်ဒကမာကြီးပြောပြီးဒကမာကြီးနေရာကခန်းသားတွေတဲကောင်းနေပါလားကောင်းဆိုအရှင်ဘုရားရဲ့ကျေးဇူးကြောင့်ပါဝေမာနိကမျိုးမှလွတ်ပြီးဘုံမင်းဆုံးလေးဖြစ်နေပါပြီကျေးဇူးကြီးမှပါတယ်ဘုရားအခုအရှင်ဘုရားဘယ်ကြောက်မှာပါလဲကပိုင်တော်မယ်ဒကမာကြီးအရှင်ဘုရားကပိုင်မှာချိန်မှာပေါ့ဟုတ်ပါတယ်ဒကမာကြီး မနက်လင်းတော့မှကပိုင်ကနေကားကြုံနေရင်းမပြပတ်သွားမယ်ဒီလိုဆိုတော့လေးဖြည်းဖြည်းပေါ့ဗျာဖြက်လန်းကနေတပီတော့မှလိုက်ပို့ပါမယ်အရှင်ပြလမ်းမှာပါလေးဂျုံခဲ့လေကျုပ်ကျုံတော်ကတော့အစင်အုပ်ကြီးမွေးအုပ်ကြီးနဲ့တတိယမိန်းမသုံးယောက်တောင်းခဲ့တယ်တပီတော့မှကိုတော်လေးပြန်လာမှဒီလိုဖျားဝါကဆက်ပြီးရေးချီကြီးခက်လန်းလန်းကလိုက်လာတာကိုတော်လေးချင်းနေမဟန်ရဆောင်းချဖို့ပါခုတော့ကိုတော်လေးရဲ့ညံသွားပုံတတိရှိပုံတွေ့တော့အလွန်အံ့ဩပြီပဲဟိုမိန်းမသုံးယောက်နဲ့တွေ့တော့တပီတော့မှကယင်းတထရီနဲ့ချင်းနေစောင့်ကြည့်နေတာ တကယ်လို့ကိုတော်ကအဲ့ဒီနေရာမှာတတိလွတ်သွားရင်တပည့်တော်မှာကမလွဲမရှောင်သာပဲသူတို့နဲ့ရင်ဆိုင်ရမယ်အခုကိုတော်လေးကညံသွားတော့တပည့်တော်မှာလည်းသူတို့နဲ့မုန်းဆက်မခင်ရတော့ဘူးဟန်ကြလိုက်တာရှေးတိတ်တယ်များဆက်ကျင်တဲ့ကတပည့်တော်မှာတို့ကိုမြေတားဖို့ပါအမြတ်ဝေပါ ကောင်းပါပြီဒီကမာကြီးအခုသင်အောင်မြင်ခဲ့တဲ့45ရက်ဒိဋ္ဌာကုသိုလ်ကိုလည်းအမြတ်ပေးဝေပါတယ်အမြတ်ပေးဝေလိုက်တော့သူကသာဓုခေါ်ပါလေအလိုလိုချက်သိမ်းနေထားပြီးအသားတွေလှုပ်လိုက်တာဖះဖះဖះခနာချက်ချင်းမဲဖြူရောပြောင်းပြီး ာလီကာတစားတွေဝတ်ဆင်ပြီးသားဖြစ်ပြီးတော့အယောင်များကမျက်စိရှိကထက်ပိုပြီးတောက်ပါနေပါလိမ့်။သူ့ချီများကလည်းနဝတ်နစားတွေဖြစ်နေပါလိမ့်။ကျွန်တော်လည်းဒီမျိုးကိုရုတ်ခနဲမြည်လိုက်ရတော့အံ့ဩသွားပါလိမ့်။7မိနစ်ခန့်ကြာတော့မေဖြူကအလိုကျေးဇူးကြီးမြတ်တဲ့ကိုရောပါဗျာ။ကိုရောရဲ့ဒိတ်ထက်ကုစုကြီးတပီတော်မတို့ကမျှပေးတဲ့အတွက်တပီတော်မတို့ကဝမ်းမြောက်စွာတာလူခယူတို့အခုချက်ချင်းအာကာသဆိုလက်တွေဝီများဖြစ်ပါပြီ။ကျေးဇူးကြီးမားလာပါလိမ့်။ အစင်တက်သွားတဲ့အလျောက်ဤနီယာဤဌာနကိုစားထားခဲ့ပြီးကောင်းကင်ဘုံနန်းဆံရပါမယ်ဖျား။နောင်တော်အစဉ်သဖြင့်အမတ်ရတော်မူပြီးမေတ္တာရိတ်ခိုးလုံပြရသည်။ကောင်းပြီဒီကမာကြီးကောင်းပြီဦးစင်းကိုလိုက်ပို့ပါတော့ကျွန်ုပ်ဒီမဲဖြူရဲ့လှပပုံလုံနေတဲ့ရုပ်သွေကိုဆက်ကြည့်ရင်တတိလက်လွတ်သွားမှာဆိုလို့လိုက်ပို့ခိုင်းပါလေ။ကျွန်ုပ်စိတ်ကိုရိတ်စားမိတဲ့မဲဖြူဟာအော်ကိုရောအာယုံလွတ်မှာဆိုလို့လားစိုးရိမ်မယ်ဆိုတဲ့စိုးရိမ်စရာပဲ။ကဲ ဒါဆိုရင်မူလအသွင်ပြောင်းမယ်ကဲကိုတော့တွားကြစို့ကျွန်ုပ်လည်းမဲဖြူလို့အုပ်စုနဲ့ခရီးဆက်ပါတယ်15မိနစ်လောက်နဲ့ကြောင်မြောင်စကန်ဂုံကြီးမေစကန်တွေကြော်ပြီးပွင့်ကြီးစကန်ရောက်လာပါတယ်။နာယီကြည့်တော့ညနေ3နာရီလောက်ရှိပါတယ်။อืมဒါလည်းအစံတစ်မျိုးပဲလို့ဖတ်ထားလိုက်ပါတယ်။ပွင့်ကြီးစကန်ကလည်းလည်းရက်သွားပြီးတော့လဲနေစီတို့လိုမဲဖြူကဦးလေးတို့ပဲသွားမှလည်းပြီးတော့ကပိုင်သွားမှဦးစင်းတို့ဘင်ကလီတို့တက်ကြတက်ကြဆိုလို့တက်စီပါတယ်။ ယနေ့သုံးနိုင်နဲ့မိနစ်လေးစမှာကပိုင်ရွာကျောင်းတော့ရောက်ပါတယ်။ရှေးကဟာကျောင်းပေါ်ပဲကိုတော်လေးတပိတော်မှလို့လည်းကတော့ပါတယ်ဆိုပြီးလဲပေါ်မှာကတော့တော့ပါတယ်။ကျွန်တော်လည်းလဲပေါ်ကစီမီဝမ်းသာတယ်ဒီကမာကြီးကျေးဇူးများလာပါတယ်။ကဲသွားပါဦးမယ်ဆိုပြီးကျောင်းဘက်သုံးလေးလဲရှောက်ပြီးပြန်ကြည့်တဲ့ကလဲရောလူပါပြောက်သွားပါတယ်။အဲ့ဒီခါကျမှအော်ဒီလဲကဖြစ်မဲဖြူဖန်ဆင်းလာတဲ့လဲပဲလို့ကောက်ချက်ချပြီးကျောင်းဘက်တက်ပါတယ်။ကပိုင်ရွာဖုံးကြီးကျောင်းမှာတ냐ရိုက်ဖို့ရာရှောက်ပြီးအဲ့ဒီနေ့ညအနားယူပြီးဖိတ်ပါတယ်။ကျွန်တော်ထုံးစံတိုင်း ည12နာရီလောက်တိုင်းအောင်ပတိစိတ်မေတ္တာပို့အပြဝဲပြီးအိပ်ပါတော့တယ်။တရမမြောက်ကျောင်းစံထားဆရာတော်ဘုရားကြီးရဲ့လောင်းတော်ကတပခီးသွားမှတန်းဇသိန်းကိုတင်ဆက်ပေးတာပါ။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။